နော်ကျွန်တော်တို့အဲ့ဒီမွန်ပြည်နယ်ကမေတော်ကြီးကိုထိပြူဆောင်တဲ့ကိစ္စထိပြူဆောင်ပြီးပြည်လင်ပေါ်မှာထိုင်ပြီးတော့တရားဟောတဲ့အမှုတစ်ခုနဲ့ဖမ်းတယ်ဆိုလို့ရှိရင်တော့ဒီဖုန်ကြီးတွေကိုကျွန်တော်တို့ကကိုနဘိုတဲကမှကျွန်မကတင်ငန်းဂရုံတုံးပြီးတင်ငန်းဝတ်ထားတိုင်းကျွန်မဥတုံးချိန်ချတာမဟုတ်ဘူးကျွန်မမှာစောင့်ထိန်းတာ၅ပါးတီလာပဲရှိတယ်၅ပါးတီလာပဲရှိတယ်အဲ့ဒီ၅ပါးတီလာလုံကြုံအောင်စောင့်ထိန်းနေတဲ့ကျွန်မက ကရုံတော့ပြီးတော့သင်္ကန်းဝတ်ထားတိုင်းသင်္ကန်းချုံထားတိုင်းကျမမကတော့ဘူးကရုံတော့ထားတိုင်းသင်္ကန်းဝတ်ထားတိုင်းနဲ့တချို့ကငါးပါးမပြောနဲ့သီလနှစ်ပါးတော့မမြဲတဲ့ဖုံးကြီးတွေရှိတယ်เนาะအဲ့တော့လူတွေကဘာမသိညာမသိနဲ့လူလဲဟောက်ချင်ဟုတ်မှာပေါ့ဟောက်ချင်မှလည်းဟုတ်မှာပေါ့ဖုံးကြီးတွေရဲ့တိတ်ခါပုတ်က220နဲ့228တွယ်သောတိတ်ခါပုတ်ရှိတယ်အဲ့228တွယ်မပြောနဲ့ငါးပါးသီလပါအဲ့ဖုံးကြီးတွေစောင့်သိနိုင်လို့လားဟိုကြီးကြီးကျယ်ကျယ်နဲ့220နဲ့ 228တွယ်သောတိခါပုပ္ပါစာအုပ်ထဲမှာပဲရှိရလေဘယ်ဘုံကြီးကိုင်းလာတာရှိလဲခုခဲ့ပါပြောစမ်းပါဦးရှိတယ်ရှိတယ်ပါကျုပ်ဆရာတော်ကြီးတို့တိတိကူဆရာတော်ကြီးတို့အခုရှိနေတယ်ရှိတဲ့တန်ခါအစ်စ်တွေစစ်မှန်တဲ့တန်ခါတွေကိုမပြောဘူးအခုကျမတို့မြန်မာနိုင်ငံမှာတန်ခါပေါင်း6သိန်းကျော်ခိုးရင်ကတော့9သိန်းခုတော့ဘယ်လောက်ရှိပြီလဲမသိဘူးလူတွေထွက်ပြီးမိန်းမတွေယူနော်နေကြတော့ဘယ်လောက်တည်ကျန်နေပြီလဲကျမလည်းစစ်တမ်းမကောက်ထားတော့မသိဘူး နော်တန်ဃာဥယေ9သိန်းကျော်6သိန်းကြားမှာရှိတယ်9သိန်းနဲ့6သိန်းကြားမှာရှိတယ်အဲ့9သိန်းနဲ့6သိန်းမှာ220နဲ့ခဏတည်း229သွဲတော့တိခါပုံမပြောနဲ့၅ပါးတီလာစောင့်ထိန်းတဲ့ဘုန်းကြီးဘယ်နှပါးရှိလဲအဲ့ဒါလေးပဲပြော220နဲ့229သွဲတော့တိခါပုံကိုမပြောနဲ့နော်၅ပါးတီလာစောင့်ထိန်းတဲ့ဘုန်းကြီးရှိရင်တောင်မ ြောအောင်အခုခေတ်ဖုံကြီးတွေကတော့ကျင်စရာလည်းတကွမှမရှိတလို့เนาะကြီးညိုစရာလည်းတကွမှမရှိเนาะတကမချောချောမြင်တနာယူမယ်ငမ်းမယ်ပလင်ဘောကနေတရားပေးတွေနဲ့အောက်ကတကမကဇာဘာနဲ့ဘောလီဘောဝတ်ထားလို့ချင်းပလင်ဘောကနေသင်္ကန်းချာနေပြက်မာနေတဲ့ဖုံကြီးတွေเนาะပလင်ဘောကနေပြီးတော့သင်္ကန်းဝတ်ထားတော့အောက်ကတကမကတော့မသိဘူးပေါ့ပလင်ဘောကနေပြီးတော့မှเนาะဟိုပလင်ဘောကနေပြီးတော့တကမရင်သားကြည့်ပြီးတော့မှပြက်မာနေတဲ့ ဖုန်ကြီးတွေကြီးတယ်ပဲเนาะအဲတန်ခါ6သိန်းနဲ့5သိန်းနဲ့6သိန်းကြားမှာရှိတဲ့တန်ကဟိုဖုန်ကြီးတွေထဲမှာအဲ့128တွဲတော့တိတ်ခါပုဂ္ဂိုလ်စောင့်ထိန်နေဆိုတာတီတခုဆရာတော်ကြီးတို့ပါချုပ်ဆရာတော်ကြီးတို့ဆိုရင်တော့ယုံမိတ်မယ်ယုံမဲ့เนาะဟုတ်တယ်ကြံတဲ့ဖုန်ကြီးတွေဘယ်သူမြန်5ဘာတီလာလုံတုံတဲ့ဖုန်ကြီး128တွဲဆိုတာစောက်ထဲမှာပဲရှိတယ်နောက်ဗီဒီယိုမှာဆက်ပြောအောင်မယ် များသွားပြီများသွားပြီအရန်များသွားပြီသာသနာဖြတ်မငရဲဦးနော်ငရဲဦးဇုကမနော်သာသနာလို့ရှိတဲ့တန်ဃာတို့မင်းဒီမစော်ကားလိုက်တာပြီးတော့သာသနာဝင်ပုဂ္ဂိုလ်လူလူသားတကာတကမကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်တွေကိုသာသနာအပေါ်မှာစိတ်ပေါ်ပါလာအောင်နော်သာသနာအပေါ်မှာစိတ်ပြက်လာအောင်နော်အရေးအဆိုင်တွေဖြစ်အောင် မင်းဝါရဖြားလိုက်တာပဲနော်ကိုလိုရဟာအဲ့လိုမကြီးရမလဲအဲ့တိုင်းဖြစ်သွားတာပဲနော်ဟုတ်ပလားမင်းရသာသနာဖြစ်မှနော်ဒါပထမဦးဆုံးမျိုးကိုဆွဲတာပဲမင်းကငါးဘတ်တိလလုံအောင်ထိနေတယ်လားမှန်ပဋ္ဌာန်းဒေသနာတွေလည်းနေ့တွေနေ့စဉ်ရွတ်တယ်လားပဋ္ဌာန်းရွတ်ပြီးမှပဋ္ဌာန်းရဲ့အတိတ်ဘယ်ကိုနားမလဲတဲ့ဟာမှနော် မင်းရွတ်နေတဲ့ပဋ္ဌာန်းဒေသနာတော်ထဲမှာလေပုရိမာပုရိမာကုတလာဓမ္မာပစ္စည်းမာနာပစ္စည်းမာနာအကုတနာဓမ္မာနာကေတင်စီဥပနိတယပစ္စေနာပစ္စယောဆိုတာသဘောပေါက်သလားနားလည်လားပုရိမာပုရိမာကုတလာဓမ္မာဆိုရှေ့ရှိကကုတူတဲ့ပစ္စည်းမာနာပစ္စည်းမာနာနောက်နောက်အကုတူတဲ့မင်းကငါဟာငါပါတိလလုံတယ်လုံအောင်ထိမ့်နိုင်တယ်နေ့စဉ်ပဋ္ဌာန်းဒီကိုရွတ်နေတယ်ဆိုပြီးမှ စိတ်ကြီးဝင်မှန်ဝင်သလိုပြီးမှအခြားသောပုဂ္ဂိုလ်တွေကိုအထင်သေးမြင်သေးစော်ကမော်ကပြောတယ်ပေါ့အဲ့ဒါမင်းအကုသိုလ်ဖြစ်နေမှန်းသိလားဟမ်အကုသိုလ်ဖြစ်နေမှန်းသိသလားမင်းဟာလေ၅ပါးသီလဆိုတာဝရိတသီလဝရိတသီလလုံယုံလောက်နဲ့အပယ်ငရဲကလွတ်တယ်လို့ထင်သလားစာရိတသီလလုံအောင်သထိန်နိုင်မှာနော် ဝရိတသီလဖြစ်တဲ့ငါးပါးသီလလောက်လုံးအောင်ထိနိုင်ယုံနဲ့မင်းငရဲဦးကလွတ်ပဲလွတ်မယ်လို့ထင်သလားငါးပါးသီလလောက်လုံးယုံနဲ့လူကောင်းဖြစ်ပြီလို့ထင်သလားစာရိတသီလကိုပါလိုက်နာကျင့်သုံးနိုင်မှလူကောင်းလို့ခေါ်တယ်နော်သဘောပေါက်သလားမင်းကမင်းလူကောင်းလို့မထင်နဲ့နော်အဲ့တော့ပြောကျင်တာကမင်းကပဋ္ဌာန်းဒေသနာတွေယူပါတယ်မင်းဖိုင်ပြောထားတာကငါးဖိုင်ရှိတယ် ပထမစဉ်းစားရုပ်ကပထမရုပ်ကဥမာမို့ပထမရုပ်ကဥမာမို့မို့နာမည်ပြောပြောသွားတာမင်းငါဘတိလလုံတယ်လေကြွားသွားတာမင်းကိုမင်းဘဝင်မြောက်ပြီးမှခုခုကိုအထင်ကြီးပြီးမှငါကျင့်သုံးနိုင်တယ်ဆိုတဲ့မှန်နဲ့နော်ကုသိုလ်အပေါ်မှာမှန်တက်ပြီးမှမင်းအကုသိုလ်တွေပွားနေတယ်ရုပ်မာမနော်ဟုတ်ပလားမင်းတာနာဖြတ်တာငါပြောပြမယ်နော်ဥရောပမှာ နော်ခရိယန်သာသနာနော်ယနေ့ဘလို့ဖြစ်နေတဲ့အရာဘာဘာကြောင့်ထင်တယ်လဲဥရောပမှာယနေ့ဖြစ်နေတဲ့အရာဟာမင်းငါပြောင်းပြောပြမယ်အစ္စလမ်ဘာသာဝင်တွေကသူတို့ရဲ့ဓမ္မသူတို့ရဲ့ဗလီဆရာတွေကိုမကောင်းကြောင်းမင်းလို့ public all ပြောလို့မရဘူးနော်ဟုတ်မလားအေးဥရောပတွေကခရိယန်တွေကဒီမိုကရေစီဆိုပြီးမှလွတ်လွတ်လပ်လပ်သူတို့ရဲ့ချက်ကြောင်းကဓမ္မဆရာတွေရဲ့ မကောင်းချောင်းတွေကိုမင်းတို့လိုအာအာကျဲအာကျဲနဲ့អော်ပြောလုံးလို့အဲ့ဒီနိုင်ငံတွေမှာရှိတဲ့အဲ့ဒီဘာသာဝင်တွေခရိယံဘာသာဝင်တွေဟာသူတို့ရဲ့เนาะသူတို့ရဲ့ဓမ္မဆရာတွေအပေါ်မှာသူတို့ရဲ့ဘာသာရေးခေါင်းဆောင်တွေအပေါ်မှာကြီးညိုမှုလေးစားမှုတွေပြတ်ထက်ပြီးမှဘာသာတရားပေါ်မှာကိုင်းဆိုင်မှုလိလာမှုတွေယုံကြည်မှုတွေအားနည်းလာတော့ပြီးမှအချို့ကဘာသာမဲ့အဖြစ်ခံယူသွားတယ်အချို့ကအစ္စလာမ်ဘာသာတွေကိုဝင်သွားတယ် ဒီလိုနဲ့ပဲဥရောပဟာလေချက်เจ้าတွေကလို့ဗလီရောင်းဖြစ်သွားတာမင်းနားလေတာဟမ်မင်းနားလေသလားချက်ချက်လို့အာချက်မနေနဲ့မင်းရဲ့လှုပ်ရဟာသာသနာဖြတ်တဲ့လှုပ်ရစိန်စမာနာနဲ့ဘာမှမထူးဘူးနော်ငါပြောပြမယ်ပဋ္ဌာန်းဒီဘိုင်ညာရင်နဲ့လျှောက်ကျနေသေးတယ်ကိုကိုကိုလူကောင်းလို့ထင်နေလားမင်းငါပြောဦးမယ်နော်တန်ခါဆိုလို့ရှိရဲ့ တန်ခါဆိုလို့ရှိရမဟာယာနလည်းတန်ခါပဲနော်ဘုရားရှင်ကတန်ခါဆိုတဲ့ဂိင်္ဂနာထဲမှာသင်္ကန်းလေးစီးထားတဲ့ပါရစီကနော်ကိုချင်းတီလာယဟန်တီလာမလုံးပဲနဲ့သင်္ကန်းလေးစီးထားတဲ့ဟာလေးတော့မှတန်ခါဆိုတာပါတယ်နော်အဲ့ဒီသင်္ကန်းစီးထားတဲ့ဟာဒီမရှိတော့မှသာသနာကွဲတာကြားလားနော်129ခုနဲ့တည်းတီလာတဘာမှမရှိခြင်းနေသာသနာဘုရားရဲ့အဆုံးအမတပိုင်းတစအကြံနေသေးတယ်တရားဓမ္မအဆုံးအမကြံနေသေးတယ်နော် တင်ကားလေးစီးထားတဲ့သူတွေကအဲ့ဒီအဆုံးမလေးတွေကိုဟောနေသေးတယ်တင်ကားလေးလည်းစီးထားသေးတယ်ဆိုရင်သာသနာရှိသေးတယ်ဟာဟာရသတောင်တင်ကားရတန်ဖိုးကိုမင်းနားလေလားနော်တန်ခါဆိုတဲ့ခင်္ခဏာထဲမှာအဲ့ဒီမယားနဲ့ဖဲ့အိတ်နေတဲ့တင်ကားစီးထားတဲ့မဟာယာနကစအကုန်ပါဆိုမင်းနားလေလားဟွန်းသာသနာကွယ်တယ်ဆိုတာအဲ့ဒီဟာမရှိတော့မှကွယ်တာသာသနာတန်ဖိုးကိုမင်းပါနားလေလေဥရောပမှာခုဖြစ်နေတာဘာကြောင့်လဲ မင်းလို့မဟုတ်မမင်းလို့အာကျေတယ်မို့ငါပြောပြမယ်နော်မင်းပြောတဲ့နော်တတနာတို့မြန်မာနိုင်ငံမှာရှိတဲ့တန်ဃာတွေဟာမင်းပြောလို့မင်းတွေ့ခဲ့တဲ့ဖုန်ကြီးကဖုန်ကြီးတွေကလေပါရာဇိကကြလို့တီလာတဘာမှမလုံးခြင်းနဲ့အဲ့ဒါက only အကုသို့ only အကုသို့တွတ်သူပဲတောင်းသွားမှာနော်ငရဲကိုတွတ်သူပဲသွားမှာမဲအခုអော်ပြောလိုက်တာက public အကုသို့နော် မြန်မာနိုင်ငံထဲမှာရှိတဲ့ဘာသာရေးအသိစိတ်တတ်မခိုင်မာသေးတဲ့သူတွေအကုန်လုံးကိုမင်းငရဲဦးတော့အကုန်ဆွဲခေါ်သွားတာနော်စိတ်စမာနတဲ့ဆိုတဲ့မင်းကစိတ်စမာနတဲ့ဘက်စိတ်စမာနနဲ့ဘာမှမထူးဘူးနောက်တစ်ဆက်ပြောပြအောင်မယ်မင်းကအဲ့ဒီကတရားဟောတဲ့ဒကမာကြီးကိုဖမ်းလို့မင်းမခန့်ကျင်တာလားအေးငါပြောပြမယ်အေးတရားဟောတဲ့ဒကမာကြီးအကြောင်းကိုလည်းပတ်သက်လို့ငါပြောပြမယ် လူသားနဲ့ပတ်သက်လို့ဓမ္မဒါနပလင်ကြီးကိုအဲ့လောက်ထိကြီးတက်လို့မကောင်းဘူးအေးတရားဟောတဲ့သူကအမြင့်မှထိုင်ရမှာဆိုတာလက်ခံတယ်မင်းသိသလားမန္တလေးမှာဥလသိမ့်ဘိမ့်မှာဆိုတာဥလသိမ့်ဟာလူဘုကြောင့်တဲ့တရားဟောသွားတာဒါပေမဲ့ဓမ္မဒါနပလင်ဘော်ကိုတက်ပြီးဟောတယ်လို့ကြားဘူးသလားဟွန်းတာမန်ခုံကဘာသူထိုင်ဖောသွားတာနော်ဟုတ်ပလားနောက်ပြီးတော့မင်းတို့မင်းငါပြောပြအောင်မယ်လေဒီဆယ်တော်ကြီးရဲ့တပည့်တကားနော် အနာခံဆရာတက်ကြီးဆိုတာအနာခံဆိုင်နေတဲ့ပုဂ္ဂိုလ်လို့ပြောထားတယ်နော်ဟုတ်လားအနာခံဆရာတက်ကြီးဟာဝိပဿနာတရားတွေကြီးဟောတော့တာနော်ဥလသိင်္ဂသုတ်တန်တရားဟောတာအဲ့ဒီအနာခံဆရာတက်ကြီးဟာဝိပဿနာတရားဝိပဿနာစစ်စစ်တရားတွေကိုဟောတာဓမ္မတနပလင်ပေါ်မှာတက်ပြီးဟောတယ်လို့ကြားဘူးသလားတမိုင်းလိုက်ကြည့်လိုက်နော်ဓမ္မတနပလင်ပေါ်ဟောတက်ပြီးဟောတယ်လို့ကြားဘူးသလား